ိတ်ပြည့်စီရဲဆိုတာကလူတိုင်းဘဝတန်တရှောင်မှာတကွေးမဟုတ်တကွေးမှာကြုံတွေ့ရတဲ့အခြေအနေတရပါအလောက်ခွေ အခြေအနေကြောင့်စိတ်ပြည့်စီနိုင်သလိုငွေကြေးကိစ္စတွေမိသားစုကိစ္စတွေကြောင့်လည်းစိတ်ပြည့်စီနိုင်ပါတယ်စိတ်ပြည့်စီတာကိုတေချာလေးမဖြစ်ရှင်းနိုင်ဘူးဆိုရင်တော့ရေရှင်မှာစိတ်ကြမ်းမရရောရုပ်ပိုင်းဆိုင်ရာကြမ်းမရကိုပါထိခိုက်စေနိုင်ပါတယ်ဒါကြောင့်မို့လို့စိတ်ပြည့်စီတာကိုတေချာလေးဖြည့်ရှင်းဖို့လိုအပ်ပါတယ်အခုတစ်ခါမှာတော့စိတ်ပြည့်စီမှုကိုပြည့်ရော့စေတဲ့ဗီတာမင်တွေအကြောင်းကိုပြောပြပေးချင်ပါတယ် ဒီတော့ဘလို့ဗီတာမင်တွေကစိတ်ပျက်စီးမှုကိုပြောစေလဲဆိုတော့ကိုကြည့်ရအောင်เนาะကျောပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတွေချမ်းမာစေဖို့အတွက်စိတ်ပျက်စီးမှုတွေကိုထိခြားဖြစ်ရှင်းဖို့လိုအပ်ပါတယ်ဒီတော့စိတ်ပျက်စီးမှုကိုပြေရောစေဖို့ဘလိုမျိုးဗီတာမင်တွေကိုမျှဝေသင့်လဲဆိုတာကိုအတူတူကြည့်ရအောင်နော်ပထမအဆုံးဗီတာမင်ကတော့ဗီတာမင် B အုပ်စုပါဗီတာမင် B အုပ်စုကကျန်းမာစေသလိုခန္ဓာကိုယ်ကိုဟန်ချက်ညင်ညီကျန်းမာစေဖို့အထောက်အကူပေးပါတယ် ဗီတာမင် B အုပ်စုကစိတ်ကံစားမှုကိုကောင်းမှုစေဖို့အထောက်အကူပေးပါတယ်။ဗီတာမင် B1 လို့ခေါ်တဲ့တီရာမင်းကစိတ်ပီစီမှုကိုပြေလျော့စေနိုင်တဲ့စိတ်ကံစားမှုကိုကောင်းမှုစေပြီးတော့စိတ်တက်ကြတာကိုသက်သာစေနိုင်ပါတယ်။ဗီတာမင် B3 နဲ့ B9 အပြင်ဗီတာမင် B12 တို့ကစိတ်ကံစားမှုကောင်းမှုစေလို့အာယုံကျောစနစ်ကိုကျန်းမာစေပြီးတော့အုံနောက်ကျန်းမာစေဖို့အထောက်အကူပေးပါတယ်။ ဗီတာမင် B အုပ်စုက စွမ်းအင်ပြေဝစေသလိုစိတ်ကံစားမှုကောင်းမှုစေဖို့လည်းအထောက်အကူပေးပါတယ်။နောက်တစ်ခုကတော့ဗီတာမင် C ပါ။ဗီတာမင် C ကအေအမီတုပ်ကွေးစရာတွေကိုတိုက်ဖြတ်ပေးသလိုစိတ်ပီစီမှုကိုလည်းတိုက်ခိုးပေးပါတယ်။စိုးရိမ်စိတ်တွေကိုပျော်ရွှင်စေဖို့လည်းအထောက်အကူပေးပါတယ်။စိုးရိမ်စိတ်များတဲ့သူတွေအနေနဲ့ဗီတာမင် C ကိုစားသုံးပေးတာကစိတ်ပီစီမှုကိုပျော်ရွှင်စေဖို့အထောက်အကူပေးပါတယ်။ တရုတ်ဆန့်ကျင်အာဏိတွေကြော်ဝါစွာပါဝင်နေတာကကိုတွင်းကကိုတီစောပမာဏကိုထင်ကြီးပေးပြီးတော့စိတ်ပီစီမှုပြရစေဖို့အထောက်အကူပေးပါတယ်။နောက်တစ်ခုကတော့ဗီတာမင် D ပါ။ဗီတာမင် D ကနေရောင်ကနေပြီးတော့ရရှိတဲ့ဗီတာမင်တစ်မျိုးပါ။လူတော်များများကနေရောင်နဲ့ထိတွေ့မှုနေလာတဲ့အတွက်ကြောင့်မို့လို့ဗီတာမင် D ချို့တဲ့မှုတွေကများလာပါတယ်။ဗီတာမင် D ကအယိုးနဲ့သွားတွေကိုကြံ့ခါစေပြီးတော့အုန်းနောက်ဖိတ်ပိုးစေဖို့အထောက်အကူပေးပါတယ်။ဒါရင်မကသေးပါဘူး။ ဗီတာမင် D ကဆေးပစ္စည်းတော်ကိုလည်းသက်တာစေပြီးတော့စိတ်ပိုင်းဆိုင်ရာကျန်းမာစေဖို့လည်းအထောက်အကူပေးပါတယ်။နောက်တစ်ခုကတော့ဗီတာမင် E ပါ။စံသားနဲ့အရေပြားကျန်းမာစေဖို့အထောက်အကူပေးရလို့လူတိညာလည်းဗီတာမင် E ကလည်းဗီတာမင် C လိုပဲတတိုးဆင့်ကျင်ပစ္စည်းတမိခိတဲ့အတွက်ကြောင့်မို့လို့စိတ်ပစ္စည်းမှုကိုပြေရောစေသလိုစိတ်ခံစားမှုလည်းကောင်းမွန်စေပြီးတော့ခန္ဓာကိုယ်ကိုကျန်းမာစေပါတယ်။ဗီတာမင် E ကစိတ်ပစ္စည်းမှုကိုပြေရောစေပြီးတော့စိတ်ရောကိုယ်ဝါကျန်းမာစေဖို့အထောက်အကူပေးနိုင်ပါတယ်။ စိတ်ဖိစီးတာကိုသက်သာစေဖို့ဒီဗီတာမင်တွေကိုနေ့စဉ်စားသုံးတဲ့အစားအစာတွေမှာပါဝင်အောင်စားသုံးပေးလို့ရပါတယ်။ဖြည့်စက်အာဟာရတွေကိုလည်းမျှဝေပေးတာကလည်းအဆင်ပြေပါတယ်နော်။ဒီလောက်ဆိုရင်ကိုယ့်ရဲ့စိတ်ဖိစီးမှုပြေရစေဖို့အတွက်ဘလို့ဗီတာမင်မျိုးတွေကိုမျှဝေလို့ရတယ်ဆိုတော့သိသာကြပြီးထင်ပါတယ်။နားထောင်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။